ကေစီရှုချက်နဲ့လေးပြန်လဲကျူဆိုပါဗျာနော်နေဘာလို့ပြောချင်းလဲဆိုတော့ဒါဒါသူများကြီးရတဲ့စာဖတ်ပြမှာပေါ့နော်ဒါပေမဲ့ဖတ်ပြပြီးမှဆိုတော့ခမောက်ဒီပေါ်မှာကြိုက်တယ်လို့ကြွယ်လွယ်ခွင့်ရှိတယ်ကြိုက်တယ်လို့ကြွယ်လွယ်ခွင့်ရှိဆိုတော့နော်ဟိုဘူဂျောင်းဆန်ရဲ့သားပေါ့နော်ဥအောင်ဆန်ဦးဆိုတဲ့နော်ဥအောင်ဆန်ဦးသူမိန်းမကတော့ဒေါ်လက်လက်ငွေသိမ်းပေါ့နော်အဲ့အဲ့ဒီဟာလေးသူတို့သူအမေရိကန်မှာကြုံခဲ့တဲ့အရာလေးကိုသူ့ရဲ့ဖောက်တဲ့တယောက်ကပေါ့နော်အဲ့ ဟိုတဲန်တယောက်ယောက်ကရေးထားတဲ့စာလေးအကြတော့ဒီဟာကခမရုပ်ဘန်သူကကွဲလောကွင်းအကုန်ရှိရလို့ကျွန်တော်ပြောပြကျွန်တော်လည်းဒီဟာလေးတွေ့လိုက်တော့ဩဟောဒီပေါ်မှာခမရုပ်သုံးဖြတ်လို့ရတယ်သုံးဖြတ်လို့ရတယ်เนาะကျွန်တော်လည်းသုံးဖြတ်ပြီးပြီဒါမှမဟုတ်เนาะကျွန်တော်ကတော့ဖတ်ပြပြီးမှာပဲရေးတာဟာနော်အကြတော့ဦးအောင်ဆန်းဦးအကြောင်းရဲ့နော်ဦးအောင်ဆန်းဦးအကြောင်းအဓိကပေါ့ဗျာသူမိန်းမကတော့ဒေါ်လဲလဲနွယ်သိန်းဆိုတာကျတော့ တိထားသင့်တယ်ဗျနော်တိထားသင့်တယ်၃ယောက်ရှိတာဟုတ်နော်၃ယောက်ရှိတဲ့နေရာဒီဟာကျွန်တော်လည်းမသိပါဘူးအပွင့်လင်းဆုံးပြကျွန်တော်လည်းမသိဘူးဒါပေမဲ့ရေးထားတဲ့ဟာလေဟိုတိသင့်တယ်ထင်လို့ပေါ့နော်တိသင့်တယ်ထင်လို့ကျွန်တော်လည်းနော်ပြောပြပေးတာပေါ့နော်အဲ့ဒါတော့ဖတ်ပြပြီးမှာပေါ့ဗျာဒီပေါ်မှာတော့ကြိုက်ချင်းကြိုက်ချင်းကတော့သဘောထားကွဲလွဲကြရရဲ့အကြောဘိုးကျော်အောင်ဆန်းရဲ့အသားကြီးဦးအောင်ဆန်းဦးအကြောင်းလေးပေါ့နော် ။အဲကြတော့နိုင်ငံအတွက်တဲ့ကျွန်တော်မြက်တပင်တော်မဆိုင်ပြီးခဲ့ဘူးသေးပါဘူးတဲ့။ကျွန်တော်အဖေရဲ့တမိုင်းကိုပါထိခိုက်သွားမယ်ဆိုတဲ့ဟာလေးပေါ့နော်။ highlight လုပ်တာ။အဲကြတော့နိုင်ငံအတွက်တဲ့ကျွန်တော်မြက်တပင်တော်မဆိုင်ခဲ့ပြီးသေးဘူးပါဘူးနော်။မြက်တပင်တော်မဆိုင်ပြီးသေးဘူးပေါ့။ကျွန်တော်အဖေရဲ့တမိုင်းမှာထိခိုက်သွားစီမယ်ပေါ့နော်။အဲတော့ကောင်ဆန်းနဲ့ပတ်သက်လို့မေးလာတဲ့သူတွေရှိတယ်တဲ့။ကောင်ဆန်းကအဓိက96 စနဲ့နော်လွတ်မလားဆိုတာမျိုးပေါ့တဲ့အဲ့တော့ကွန်ဆောင်နဲ့ပတ်သက်လို့သဘောထားလေးတွေပြောပြတာပါတဲ့ကျွန်တော်အမေရိကန်မှာနေစဉ်ကကွန်ဆောင်နဲ့တွေ့ခွင့်ကြုံခဲ့ဘူးပါတယ်တဲ့ကွန်ဆောင်ဦးကတနစ်ကိုတစ်ခါဗိုလ်ချုပ်မွေးနေ့တိုင်းမှာဆုံးကတ်လေးရှိပါတယ်တဲ့မှတ်မှတ်ရရဗိုလ်ချုပ်မွေးနေ့၃နှစ်ဆက်တိုက်ကွန်ဆောင်အိမ်ကိုရောက်ခဲ့ပါတယ်သူနဲ့တွေ့တော့ဖော်ရွေတဲ့နူးညံ့တဲ့တိမ်မွေ့တယ်တဲ့ မာနမရှိပဲပုံမှန်လင်းလင်းပြောတာကိုလည်းတွေးကြည့်ရပါတယ်တဲ့သူစာကြည့်ကမ်းမှာအခန့်နဲ့ပြီးရင်ဗိုလ်ချုပ်ရဲ့တမိုင်းကြောင်းတွေကိုအင်္ဂလိပ်လိုသူရေးသားထားပါတယ်တဲ့မာနမရှိပဲပုံမှန်လင်းလင်းပြောတာတွေကိုတွေးကြည့်ရပါတယ်သူရဲ့စာကြည့်ကမ်းမှာအခန့်နဲ့ပြီးရင်ဗိုလ်ချုပ်တမိုင်းကြောင်းတွေကိုလည်းအင်္ဂလိပ်လိုရေးထားပါတယ်ပြီးတော့သူယခုနေတဲ့တည့်ရလပါတဲ့အိမ်လေးကိုကျွေးမိကင်းစွာနဲ့ဝယ်ထားကြောင်းပြီးတော့သူပင်စင်ရရင် USD နော်အမေရိကန်ဒေါ်လာ2500ကျော်လောက်ရနိုင်တယ်လို့သူ့မှာစိတ်ကူးတာကွဲ့မရိကဲကဲလဲရှိနေတာသူ့ဘဝအတွက်လုံလောက်နေတာမို့လို့ဘာလောဘမှမရှိဘူးကြောင်းသူကနိုင်ငံတော်ကပေးထားတဲ့ပကံမှပကံမြက်ကန်းနှစ်ဖူးမှမြေကွက်လက်လေးပေးထားတာမို့သူ့ပကံမှမြန်မာမှုလက်ရလေးတွေနဲ့တရားစင်ထားမဲ့ဘင်္ဂလိုလေးတစ်ခုလောက်သုံးဖို့မော်တယ်လေးတစ်ခုလောက်စောက်ဖို့စိတ်ကူးထားကြောင်းသူ့ရဲ့အဆောက်အဦးမှာဒီဇိုင်းတွေကိုလည်း ထုတ်ပြခဲ့ပြီဒါပေမဲ့ပတ်သက်မရှိသေးပါဘူးဗျာကျွန်တော်စုရအောင်ပါပါလို့ပုံမှန်လင်းလင်းပြောခဲ့တယ်အဲ့ဒီစကားလက်ဆုံးပြောနေစင်မှာပဲကျွန်တော်မှအတိတရားတစ်ခုဝင်လာပြီးရုတ်တရက်ကိုအောင်ဆန်းဦးကိုနိုင်ငံကြီးမလုပ်ဘူးလားဗျာလို့မေးမိလိုက်တယ်ဒီတော့သူကကျွန်တော်မျက်နှာကိုအသေးစားကြည့်ပြီးပြောရင်းကနေဒီမေးခွန်းကမေးသင့်ပါတယ်ဆိုပြီးအခုလိုရှင်းပြတယ်နိုင်ငံကြီးလုပ်တယ်ဆိုတာမိမိကအစကတည်းကနိုင်ငံကြီးဖီးမှာ နေနေခဲ့မှ နိုင်ငံရေးလုံတဲ့နာမျိုးပါတဲ့ကျွန်တော်အဖေကចောင်းသားဘဝကလေးကနိုင်ငံရေးလုတ်လာပြီးသူ့ဘဝတစ်ခုလုံးကိုနိုင်ငံရေးမှာပဲမြုံနှံထားတာပါကျွန်တော်ကအသက်၄ဘုံဘုံ၃ဘုံလောက်အချိန်တွေကနိုင်ငံသားမှာနေပြီးပညာတွေသင်ခဲ့သလိုဖီကလည်း political science ဘွဲ့ယူခဲ့တာမဟုတ်ပဲ computer science နဲ့ဖြစ်နေတော့ဖီချင်းအရန်กว่าရှားနာနေပါတယ်တကယ်တော့သူ့ဖီနဲ့သူ နေတာပဲတာဝန် ရှိပါတယ်။နောင်အရေးပါအရေးပါဆုံးကကျွန်တော်ဟာဗိုလ်ချုပ်သားဖြစ်တယ်ဆိုပြီးအခုမှ ပြေးပြီးတိုင်းပြည်ခေါင်းဆောင်လှုပ်ရှင်နေလို့မရပါဘူး။ဘာကြောင့်လဲဆိုရင်လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေကလွတ်လပ်ရေးရကြတဲ့ကအလွန်ကြမ်းတမ်းတဲ့ဗတ်စုံနိုင်ငံရေးခီးကျန်းကိုဖျက်ဆီးနေခဲ့ရလို့တိုင်းပြည်မပြုတ်ွက်မပြည့်စည်အောင်အသက်ပေါင်းများစွာသတိပြီးတိုင်းပြည်ကိုကာကွယ်ပေးနေခဲ့ရတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။ ပြီးတော့ကျွန်တော်ဗိုလ်ချုပ်သားဖြစ်နေတာကလွဲလို့တိုင်းပြည်အတွက်မျက်တပင်တော့မှစိုက်ပေးခဲ့တဲ့သူလည်းမဟုတ်ပါဘူးဒီတော့ကျွန်တော်အခုမှပြေးပြီးလက်ရှိဝါရင်ခေါင်းဆောင်တွေကိုကန်ထုတ်ပြီးခေါင်းဆောင်လှုပ်လို့ကျွန်တော်အောင်မြင်နိုင်ပါတယ်လားမအောင်မြင်နိုင်ပါဘူးဗျာအဲ့ဒီတော့ခေါင်းဆောင်တက်လှုပ်တဲ့အခါလက်ရှိခေါင်းဆောင်တွေတက်မသားပဲလက်ရှိခေါင်းဆောင်တွေလောက်မှတိုင်းပြည်တည်ငြိမ်အောင်မထိန်သိမ်းနိုင်လို့တိုင်းပြည်ပြုတ်ကွဲသွားရင်ဖြင့် တိုင်းပြည်အတွက်မကောင်းဘူးကျွန်တော်အတွက်လည်းမကောင်းတဲ့အပြင်အဖေရဲ့သမိုင်းကိုပါထိကြိုက်သွားမယ်အပြင်ကျွန်တော်လက်ထက်ကြမှာတိုင်းပြည်ပြိုကွဲသွားရင်လက်ရှိမင်းတွေလက်ထက်မှာတက်တိုင်းပြည်ပိုဆိုးသွားခဲ့ရင်ကျွန်တော်အဖေရဲ့သမိုင်းမြို့အပြီမှာမိမိန်လို့ပျောက်ကွယ်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်ပဲတော့မှမြို့အပြီမှာလက်ရှိခေါင်းဆောင်တွေကိုကန့်ထုတ်ပြီးခေါင်းဆောင်လုပ်ဖို့စဉ်းစားမှမဟုတ်ဘူးလို့ကိုအောင်ဆန်းကတဘာဝကြကြဓမ္မကြကြရှင်းပြသွားပါတယ်တဲ့နော်အဲကြတော့ ဒီပေါ်မှာလဲကွဲလွဲခွင့်နေရှိပါတယ်နော်ကွဲလွဲခွင့်နေရှိပါတယ်နော်ဒါကြောင့်ဟုတ်တယ်မဟုတ်ဘူးကတော့သူ့စိတ်ကိုကျွန်တော်လဲဝင်ကြည့်လို့မရဘူးဒါကတော့အပြောပေါ့နော်တကယ်အပြောနဲ့သူ့စိတ်နဲ့ထတ်တူကြလားမကြလားတော့သူ့ကိုယ်တိုင်ပဲသိမှာပဲဒါမဲ့သူ့လုပ်ရက်ကိုအခုကြည့်ကြည့်ရင်လည်းခင်ဗျားတို့ပေါ်နေရပဲနော်ဒါတိုက်စစ်ဖို့ပြောတာပါကျွန်တော်ဒီပေါ်မှာခင်ဗျားတို့သဘောထားကွဲလွဲခွင့်ရှိရလို့ပြောပြီးသား နော်ဒီဦးအောင်ဆန်းဦးဗိုလ်ချုပ်အောင်ဆန်းအသားကြီးဦးအောင်ဆန်းဦးအခု तू ပြောထားတယ်အမေရိကန်မှာတော့ပြောထားတဲ့ဇာတ်နဲ့အခု तू လက်ရှိလုပ်နေတဲ့အရာနဲ့ तू သွားနေတဲ့တိုင်နဲ့နည်းနည်းတော့ညှိကြည့်လို့ရတယ်နော်ညှိကြည့်လို့ရတယ်ကြတော့ဟုတ်မဟုတ် तू စိတ်ရင်လားစိတ်မရင်လားအကုန်လုံးကတော့ကျွန်တော်တို့ကခံမှန်းမဲ့ရမှာလေဒီချိန်ခါလောက်တွေးခွင့်ရရင်တော့ဟုတ်လားမဟုတ်လားတော့မေးကြည့်ခြင်းတည်းရဟောကွာ နော်အကြတော့သူဟာနဲ့တော့နော်သူပြောထားတဲ့အရာနဲ့တော့ခမန်းကြီးတိုက်စင်တော့အဖြေလေးကတော့ရီးရီးတော့မြင်ရတာပေါ့ဗျာနော်သူစိတ်ရင်းတန်တန်အမှန်ကတော့နော်